ဟုတ်ကဲ့မင်္ဂလာပါဗျာ 2DKMT မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာမနေ့ကတော့၄တဆိုတော့လေကျွန်တော်တို့ငောက်ပိတ်လိုင်းကတော့မှန်တယ်ပေါ့နော်ထိပ်စီလိုင်းကလွဲသွားတယ်ဗျာအမှန်တကယ်တော့မနေ့ကတော့ကျွန်တော်ထိပ်စီလိုင်းကိုပို့ပြီးတော့ကြိုက်နေသက်တာပေါ့နော်ထိပ်စီလိုင်းကြိုက်နေသက်ပြီမဲ့ထိပ်စီလိုင်းကလည်းလွဲသွားတယ်မနေ့ကညနေက mu mu hai nó hốc kẹp vào nó xem mẹ hai Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ်ဦးတန်းအောင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ပထမဆုံးအနေနဲ့ပေါ့နော်ဝမ်ချိန်နှစ်ချိန်တွဲရင်ပြီးပေါက်ဆိုင်လေးကိုအရင်ဆုံးတွက်ပြပေးမယ်ဗျာချက်ဆူလာမင်္ဂလာပါဟုတ်ကဲ့ဗျာမင်္ဂလာပါဗျာနော် ကျွန်တော်ဒီမှာဆိုရင်ပေါ့နော်2ရဲ့ DS 1ရဲ့ DS 2ကသုံးလုံးပေါင်းခြင်းဒီ5 5ရဲ့ power ဒီ3ည5ရဲ့နှက်ခတ်ဒီ3ပေါ့နော်3ည3ဒီကျွန်တော်ဒီမှာအချိန်ပြ3ည3အချိန်မှာ3 6ဆိုတော့3 ठी နောက်တစ်ပြင်ရလဲကျွန်တော် DS 4ရဲ့ DS 8ရဲ့ DS 3ရဲ့4ရဲ့8ရဲ့3ရဲ့သုံးလုံးပေါင်းခြင်းဒီ5 9ရဲ့ပါဝါတီ3ညာ9ရဲ့နှက်ခတ်တီ3 3ညာ3တီလဲကျွန်တော်ဒီမှာအချိန်ဒီ3ညာ3အချိန်မှာ3ညာ3အချိန်မှာ3ညာ6ဆိုတော့3ညာထီတယ်ပေါ့နော်အမှန်တော့ကျွန်တော်ဒီအပင်ကပဲစပြကျင်တာပေါ့နော်ဒါဆိုရင်နောက်တစ်ပင်ကဒီရက်1ရဲ့ဒီရက်2ကပေါင်းချင်းတီ3 3နဲ့ဒီရက်3ညာနဲ့ပေါင်းတော့လေ3၁ရဲ့၂ရဲ့ဒီက၃ညရဲ့၃လုံးပေါင်းချင်းတီ၃၃ရဲ့ပါဝါတီ၈ 3ရက်နှစ်ခတ်ဒီ5ရှင်း5ဒီကျွန်တော်ဒီမှာအချိန်ပေါ့နော်ဒီရှင်း5အချိန်မှာကျွန်တော်တို့ရှင်း5ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြင်က6ရက်ဒီက3ရက်ပေါင်းချင်းဒီ1နဲ့ဒီက8နဲ့ပေါင်းတော့9 6ရက်3ရက်ဒီက8ကဲ3လုံးပေါင်းချင်းဒီ9 9ရက်ပါဝါဒီ4 9ရက်နှစ်ခတ်ဒီ6 4 6ဒီအချိန်ပေါ့နော်4 6အချိန်မှာကျွန်တော်တို့40ဆိုတော့4ထီတယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာ1ချိန်လိုင်းဒီဟော နောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ2ရယ်3ရယ်ပေါင်းချင်းဒီ5 5နဲ့ဒီက4နဲ့ပေါင်းတော့6 2ရယ်3ရယ်4ရယ်ပေါင်းချင်းဒီ6 6ရယ်ပါဝါဒီ4 6ရယ်နှက်ခတ်ဒီ6 4 6ဒီလည်းဒီမှာအချိန်ပေါ့နော်4 6အချိန်မှာလဲကျွန်တော်တို့6ခွန်ဆိုတော့6ထီလေဗျဖြိုးကြီးဒါအပေးနေပါလေဟုတ်ကဲ့ပါဗျာနောက်အပေးမှုတော့လဲကျေးဇူးတင်ပါလေဗျာဒါဆိုကျွန်တော်ဒီနေ့မှာဒီ1 chain line ဒီဒီက3ရယ်ဒီက4ရယ်ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီက6နဲ့ပေါင်းတော့3 3ရဲ့4ရဲ့တရက်6ကဲ3လုံးပေါင်းခြင်းတီ3 3ရဲ့ပါဝါတီ8 3ရဲ့နှက်ခတ်တီ9 8 9တီကျွန်တော်ဒီမှာအချိန်ပြအားလုံးမဲ့ဒီ1ချိန်လမ်းလေးကိုနားရကြမယ်ထင်ပါတယ်ဗျာတော့ဒီမှာဆိုရင်4ရဲ့8ရဲ့တရက်3ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်းတီ9 9ရဲ့ပါဝါတီ3ညာ9ရဲ့နှက်ခတ်တီ3 3ညာ3အချိန်မှာ3ညာ6ဆိုတော့3ညာထီတယ်နောက်တစ်ပင်က1ရဲ့2ရဲ့တရက်3ညာ တနှစ်၃ရက်၃လုံးပေါင်းခြင်းတူ၃ရက်ပါဝါတီ၈၃ရက်နှက်ခတ်တီ၅ဒီ၈ငါအချိန်မှာကျွန်တော်တို့၈၅ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပင်ကလည်း၈ရက်၃ရက်ဒီရက်၈ကပေါ့နော်ဒီ၃လုံးပေါင်းခြင်းတူ၉၉ရက်ပါဝါတီ၄၉ရက်နှက်ခတ်တီ၆၄၆အချိန်မှာ၄၀ဆိုတော့၄ထီတယ်နောက်တစ်ပင်က၂ရက်၃ရက်ဒီရက်၄ရက်၃လုံးပေါင်းခြင်းတူ၉၉ရက်ပါဝါတီ၄၉ရက်နှက်ခတ်တီ၆ ဒီ၄၆အချိန်မှာလဲကျွန်တော်တို့6ခွန်ဆိုတော့6ထီတယ်ဗျဒါကြောင့်မို့ဒီနေ့အတွက်1ချိန်လိုင်းဒီ3ရေဒီရ4ရေဒီရ6ကဘောနော်ဒီ3လုံးပေါင်းခြင်း3 4 6ပေါင်းခြင်းဒီ3ဖြစ်လို့3ရေပါဝါဒီ8 3ရေနှက်ခတ်ဒီ5 8 5ဒီအချိန်ဗျအလုံးမဲ့ဒီ1ချိန်လိုင်းလေးကိုနားလိုက်မယ်ထင်ပါလေဗျာဒါဆိုရင်ကျွန်တော်ဒူနဲ့တွဲရမယ်1ချိန်လေးကိုတွဲပြပေးမယ်ပေါ့နော် ဆိုတော့ဒီမှာဆိုရင် DF 3ရဲ့ DF 8ကပေါ့နော်3 8ပေါင်းချင်းဒီ1 1ရဲ့ပါဝါဒီ6 1 6ဒီကျွန်တော်ဒီမှာအချိန်ပြဒီ1 6အချိန်မှာလဲကျွန်တော်တို့3 6ဆိုတော့6 ठी ဒီမှာဒီလဲ1ချိန်ဒီဒီ3 3အချိန်ဒီဒီဘက်က1ချိန်လမ်းဒီပေါ့နော်ထိတ်စီးပေးတာတော့တွေ့ရတယ်ဗျ3 3အချိန်နဲ့1 6အချိန်နဲ့မှာကျွန်တော်တို့3ထိတ်6နောက်ပိတ်နဲ့3 6ဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ကလည်း တုံညရဲ့ဒီရ9ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်းတုံညရဲ့9ရဲ့ပေါင်းခြင်းဒီ9 9ရဲ့ပါဝါတီတုံည9တုံညဒီအချိန်ပေါ့နော်9တုံညအချိန်မှာကျွန်တော်တို့ရှင်း9ဆိုတော့9ထီလေဒီမှာဒီလဲ1ခြင်းဒီဟိုရှင်း9အချိန်ကိုဒီ9တုံညနဲ့တွဲရင်ဒီရ8ဒီရ9နဲ့ရှင်း9ဆိုပြီးတော့ထွက်တယ်ဗျနော်နော်မင်္ဂလာပါကျမ်းမာပါစေရှင်ဟုတ်ကဲ့ပါဗျာနော်ပြည့်တဲ့ဆုတောင်းပြည့်စုံပါစေဗျာထင်ကြောတဲ့ခွန်းနှစ်တဲ့ဟုတ်ကဲ့ပါဗျာနော်အဲဒါကြောင့်ဒီနေ့မှာ ဒီရက်ရှစ်ရက်နောက်တစ်ပင်ဒီရှစ်ရက်ဒီရက်ခွင်ရပေါ့နော်ရှစ်ခွင်ပေါင်းခြင်းဒီ9 9ရက်ပါဝါတီ3ညဒီ9 3ညဒီလဲကျွန်တော်ဒီမှာအချိန်ပေါ့နော်9 3ညအချိန်မှာကျွန်တော်တို့40ဆိုတော့3ညထီတယ်ဒီမှာဒီလဲ1ချိန်ဒီ6 6အချိန်ကို9 3ညနဲ့တွဲရင်ဒီရက်4ဒီရက်3ညနဲ့40ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပင်ကလည်း၄ရဲ့၃ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီခွန်းခွန်းရဲ့ပါဝါတီနဲ့ခွန်းနဲ့ဒီအချင်းပြ ကျွန်တော်ဒီခွန်းနဲ့အချိန်မှာလဲကျွန်တော်တို့ဒီမှာ6ခွန်းထွက်တော့ခွန်းထိတယ်ဒီမှာဒီလဲ1ချိန်ဒီကျွန်တော်တို့6အချိန်ကိုဒီခွန်းနဲ့အချိန်နဲ့တွဲရင်ဒီက6ဒီကခွန်းနဲ့6ခွန်းဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာတော့ဒီက6ရဲ့ဒီက1ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီခွန်းဖြစ်လို့ခွန်းရဲ့ပါဝါဒီနဲ့ခွန်းနဲ့ဒီလဲကျွန်တော်တို့ဒီမှာအချိန်ဗျဒါဆိုရင်တော့ကျွန်တော်ဒီမှာ၈၅အချင်းကိုခွန်းနှစ်နဲ့တွဲရင်တော့၈ခွန်းရဲ၈နှစ်ရဲ့ ငါးခွန်ရဲ့ငါးနှစ်ရဲ့ဆိုပြီးတော့ကဏ္ဍလေးပေါ့ဗောနော်ဟုတ်ပြည့်လဲနော်ပြည့်လဲအလုံးမဲ့ဒါလေးလည်းနားလေကြမယ်ထင်ပါတယ်ဗျာဒါဆိုရင်ကြည့်တော့နောက်ထပ်ပေါ့နော်1 chain line ညီတော့တွက်ပြပေးမယ်ဒီ1 chain နှစ်ချင်းဒီတော့အပြည့်ပေါက်ဖြစ်တဲ့1 chain လေးတွေပေါ့နော် ကျွန်တော်ပြီးကြရင်တော့လုံးမှန်တလုံးပေးနေတဲ့ size လေးပဲပြပေးမှာပေါ့နော်ဆိုဒီမှာဆိုရင်ပေါ့နော်ဒီက3ရယ်ဒီက6ရယ်ဒီက8ရယ် 3ရက်6ရက်ဒီရက်8ကဲ3လုံးပေါင်းခြင်းပေါ့နော်3 6ပေါင်းခြင်းဒီ9 9နဲ့ဒီရက်8နဲ့ပေါင်းတော့ခွန်းခွန်းရဲ့နှစ်ခက်ဒီ3ညခွန်း3ညဒီကျော်ဒီမှာအချိန်ပေါ့နော်ကျွန်တော်တို့ကဒီ၃လုံးပေါင်းခြင်းကို1ချင်းယူရင်လည်း1ချင်းဒီမှန်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီ၃လုံးပေါင်းခြင်း1ချင်းကိုလည်းကျွန်တော်တွက်ပြပေးမယ်ဗျဒီမှာကျွန်တော်တို့ခွန်း၃ညအချိန်မှာ၃ည6ဆိုတော့၃ည ठी တယ်ဗျနောက်တစ်ပြန်ရလဲ၃ည6ရဒီက9ရပေါ့နော်၃ည6 9ပေါင်းခြင်းဒီ1 တရဲ့နက်ခတ်တီရှိတရှိတီလည်းအချင်းပေါ့နော်ဒီတရှိအချင်းမှာလည်းကျွန်တော်တို့ရှင်းငါဆိုတော့ရှစ်ထီတယ်နောက်တစ်ပြင်ကလည်းရှစ်ရဲ့ငါးရဲ့ပေါင်းချင်းတီ3 3နဲ့ဒီရခွန်းနဲ့ပေါင်းတော့3ညရှင်းငါးခွန်းပေါင်းချင်းတီ3ည3ညရဲ့နက်ခတ်တီခွန်း3ညခွန်းတီလည်းအချင်းပေါ့နော်3ညခွန်းအချင်းမှာကျွန်တော်တို့40ဆိုတော့3ညထီတယ်ဗျအဲဆိုရင်နောက်တစ်ပြင်ကလည်း4ရဲ့3ညရဲ့ဒီရ3ရဲ့ လေးတုံညာတုံပေါင်းချင်းဒီခွန်းခွန်းရဲ့နှက်ခက်ဒီတုံညာခွန်းတုံညာဒီလဲကျွန်တော်ဒီမှာအချိန်ဒီခွန်းတုံညာအချိန်မှာ6ခွန်းဆိုတော့ခွန်းထီတယ်ဗျဒါဆိုရင်ကျွန်တော်ဒီနေ့မှာ6ရဲ့ခွန်းရဲ့ပေါင်းချင်းဒီ3 3နဲ့ဒီရ1နဲ့ပေါင်းတော့4 6ရဲ့ခွန်းရဲ့1ကပေါင်းချင်းဒီ4 4ရဲ့နှက်ခက်ဒီ2 4နှက်ဒီကျွန်တော်ဒီမှာအချိန်ပေါ့နော်ဒီဒီအပေါ်ပင်နေမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်1ချင်းဒီပေါ့နော်ဒီမှာ1ချင်းဒီကျွန်တော်တို့ ၃ည၃အချင်းရှိမယ်၁၆အချင်းရှိမယ်ခွန်၃ညအချင်းရှိမယ်ဗျဒီမှာဒီ1ချင်းဒီတူညီတာဒီကျွန်တော်ဒီမှာ၃ညဒီမှာ၃ညအဲ့တော့ကျွန်တော်တို့၃ညပိုင်း၃ညပိုင်းကိုဒီ၁၆နဲ့တွဲရင်တော့ကနက်2ကွက်ပေါ့နော်၃ည၁၃ည6ဆိုတဲ့2ကွက်မှာ၃ည6ဆိုပြီးတော့ထွက်တယ်ဒီမှာလဲ1ချင်းဒီကျွန်တော်ရှင်း၅အချင်း၅၃ညအချင်း၁၈အချင်းဆိုတော့ကျွန်တော်တူညီတာဒီဒီမှာ၈ဒီမှာ၈မို့၈ပိုင်းကိုလဲယူလို့ရတယ် ကျော်ဒီမှာ5ဒီမှာ5မို့5ပိုင်ကိုလည်းယူလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျော်ဒီမှာဒီ10ပိုင်5ပိုင်10ပိုင်5ပိုင်မှာကျွန်တော်တို့ရှင်း5ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျော်ဒီအပင်မှာ1ချိန်ဒီဒီမှာ6အချိန်5 3ညအချိန်3ညခွန်အချိန်ပေါ့နော်ဒီမှာ2ညတာဒီကျွန်တော်တို့ဒီမှာ3ညဒီမှာ3ညအဲ့အတွက်3ညပိုင်3ညပိုင်ကိုဒီ6 6နဲ့တွဲရင်ကျွန်တော်တို့40ရယ်60ရယ်ပေါ့နော်အဲ့ဒီမှာတော့40ဆိုပြီးတော့ထွက်တယ်ဒီမှာလဲကျွန်တော်တို့1ချိန်ဒီ6အချိန်9နဲ့အချိန်9 3ညအချိန် တူညီတာဒီဒီမခွန်ဒီမခွန်မို့ကျွန်တော်တို့ခွန်ပိုင်းခွန်ပိုင်းကိုဒီက၄ချောင်းနဲ့တွဲရင်၄ခွန်ရဲ့၆ခွန်ရဲ့ဆိုပြီးကဏ္ဍနှစ်ကွက်မှာကျွန်တော်တို့၆ခွန်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာတူညီတာဒီတော့ဗောနော်ဝမ်းကျင်းညီဒီမရှင်းကားအချင်းခွန်နှစ်အချင်း၄နှစ်အချင်းဆိုတော့ကျွန်တော်တူညီတဲ့လုံးပိုင်းဒီဗောနော်ဒီမနှစ်ဒီမနှစ်မို့ကျွန်တော်တို့နှစ်ပိုင်းလို့ယူလို့ရတယ်ဗျနှစ်ပိုင်းကိုကျွန်တော်တို့ရှင်းကားနဲ့တွဲရင်နှစ်ရှစ်ရဲ့နှစ်ငါးရဲ့ဆိုပြီးကဏ္ဍမိတ်နှစ်ကွက်ဗောဗျာနော် တကယ်လို့မှဒီထက်ရတကွက်ကောင်းအနေနဲ့ဆိုရင်တော့ကျွန်တော်တို့အစောနဲ့ကလည်းဒီရှင်းကားအချင်းကိုဒီခွန်းနဲ့တွဲလို့ရှိရင်ကျွန်တော်တို့နှစ်ရှစ်ဆိုပြီးတော့တကွက်ကောင်းရမယ်ပေါ့နော်အားလုံးမဲ့ဒါလေးနားလေကြမယ်ထင်တယ်ဗျဒါဆိုရင်တော့ကျွန်တော်လုံးမိုင်ပြနေတာလေးကိုလည်းပြပေးမယ်ပေါ့နော်အော်ဒီမှာဒီလုံးမိုင်ပေးနေတဲ့ site ဒီ2ရ6ရဒီက3ရရပေါ့နော် နှစ်ကိုတုံညာသုံးလုံးပေါင်းခြင်းဒီတဲတဲ့ရဲ့နှက်ခတ်ဒီရှစ်ရှစ်ဒီလုံးပါတော့ဒီသုံးလုံးပေါင်းခြင်းကိုလုံးမှယူရင်ရတယ်ပေါ့နော်နှစ်ကိုတုံညာပေါင်းခြင်းဒီတစ်ဖြစ်လို့တဲ့ရဲ့နှက်ခတ်ဒီရှစ်ရှစ်ဒီလုံးပိုင်းရှစ်ပိုင်းမှာကျွန်တော်တို့ရှင်းငါဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်က3ရဲ့6ကပေါင်းခြင်းဒီကို6နဲ့ဒီရဲ့7နဲ့ပေါင်းတော့ခွန်း368ပေါင်းခြင်းဒီခွန်းခွန်းရဲ့နှက်ခတ်ဒီတုံညာဒီတုံညာဒီလေကျွန်တော်လုံးပိုင်း ဒီ၃ညပိုင်းမှာကျွန်တော်တို့40ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ဒီမှာ၃ညရဲ့6ရဲ့ဒီရဲ့4ရဲ့၃ည6 4ပေါင်းချင်းဒီ၃ည၃ညရဲ့နှက်ခတ်ဒီခွန်းအဲ့ဒီခွန်းဒီလုံးပိုင်းတော့ဒီခွန်းပိုင်းမှာကျွန်တော်တို့6ခွန်းဆိုပြီးတော့ထွက်တယ်ဒါဆိုရင်တော့ဒီနေ့အတွက်လုံးပိုင်းဒီ၈ရဲ့9ရဲ့ပေါင်းချင်းဒီ3 3နဲ့ဒီရဲ့6နဲ့ပေါင်းတော့9ရှင်း96ပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့နှက်ခတ်ဒီ6 6ဒီလဲလုံးပိုင်းပေါ့နော် အားလုံးပဲဒါလေးနားလည်ကြမယ်ထင်ပါတယ်ဗျာအမှားတော့ကျွန်တော်ဒီမှာနှစ်ပိုင်ကိုယူပြီးတော့ပဲပေါ့နော်နှစ်ပိုင်ကိုယူပြီးတော့ကျွန်တော်ကအမှန်တော့ဒီကောင်းလေးကိုခွေခိုင်းပါဗျာကျွန်တော်ရှင်းငါခွေနှစ်လေးပေါ့နော်ရှင်းငါခွေနှစ်လေးကိုခွေပြီးတော့ကျွန်တော်တို့နှစ်ပိုင်ကိုကျွန်တော်6နဲ့ကတ်လိုက်မယ်ပေါ့နော်အကိုမတော့ဒီထဲမှာတော့ကျိုင်းနှစ်တက်ရလေးကိုတော့ကစားဗျာကျွန်တော်ကတော့ကျွန်တော်ထင်မြန်ယူဆချက်လေးကိုပဲကျွန်တော်ကတော့တွက်ပြပေးခြင်းဖြစ်တယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်နှစ်ပိုင်ကိုတော့ပို့ပြီးတော့ကြိုက်တယ်ဘာလို့လဲဆိုတော့ တော့ဒီမှာဒီပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီလဲကျွန်တော်တို့1ချင်းယူလို့ရတယ်ဗျ2ရယ်6ရယ်3ညရယ်ပေါ့နော်2 6 3ညပေါင်းခြင်းဒီ8ဖြစ်လို့8ရယ်နှစ်ခတ်ဒီ1 8တဲ့အချင်းကိုယူမယ်ဆိုလဲကျွန်တော်တို့ဒီမှာ8 5ထွက်တော့8ထီတယ်နောက်တစ်ပင်က3ရယ်6ရယ်ဒီရ8ရယ်ကပေါ့နော်3ရယ်6ရယ်ပေါင်းခြင်းဒီ9 9နဲ့ဒီရ8နဲ့ပေါင်းတော့ခွန်းခွန်းရယ်နှစ်ခတ်ဒီ3ညဒီခွန်း3ညအချင်းလို့ယူမယ်ဆိုလဲကျွန်တော်တို့ဒီမှာ40ထွက်တော့3ညထီလေဗျာ ။ဒါဆိုရင်နောက်တစ်ပင်က၃ညရဲ့၅ရဲ့ဒီက၄ရဲ့၃ညရဲ့၅ရဲ့၄ရဲ့ပေါင်းချင်းဒီ၉၉ရဲ့နှစ်ခတ်ဒီ၆၉၆အချင်းလို့ယူမယ်ဆိုလဲကျွန်တော်တို့ဒီမှာ၆ခွန်ဆိုတော့၆ထီတယ်။ဒါဆိုရင်ဒီနေ့အတွက်ဒီ1ချင်းအထက်ပေးနေရင်၈ရဲ့၃ညရဲ့ဒီက၆ကပဲနော်။ရှိတုံညာ6ပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့နှစ်ခတ်ဒီနှစ်4နှစ်ဒီအချင်းပြဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာ1ချင်းနေရ နှစ်ဒီပိုးရအကောင်းတာတော့တွေ့ရတယ်ပေါ့နော်အကိုမတို့ကကြိုက်နှစ်တက်ရင်တော့၃ပြကျွန်တော်ဒီမှာဒီခွန်းနဲ့အချင်းရှိတယ်၄နှစ်အချင်းရှိတယ်၄နှစ်အချင်းဆိုတော့နော်နှစ်ဒီကျွန်တော်တို့ပိုးရအကောင်းတာတွေ့ရတယ်ဒါဆိုကျွန်တော်ဒီထက်မှကျွန်တော်ကြိုက်နှစ်တက်ရလေးကိုတော့ကဏ္ဍလေးစီးပေးထားမှာပေါ့နော်အကိုမတို့ကလည်းအကြိုက်ပါရင်တော့၃ပြ Đó, anh ấy khuyên anh chơi ngồi yên chạy để hút cái bà bè nó. ဆောနိုင်နဲ့ကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာเนาะအလိုမဲ့ကံကောင်းပါစေလို့လည်းကျွန်တော်လည်းဆုတောင်းပေးပါလေဗျာကျွန်တော်ထိုးအမဲ့ကတည်းကဒါပဲပေါ့နော်ကိုမတို့ကဒီတည့်အကြိုက်ပါရင်တော့သုံးဗျာကျွန်တော်တို့ဒီမှာ၈ခွန်၈နဲ့၅ခွန်၅နဲ့ဆိုပြီးကဏန်း၄ခွပေါ့နော်ဒီမှာဒီ၂၆၄၆၈၆၅၆ဆိုပြီးတော့လဲကဏန်း၄ခွဒါဆိုရင်တော့ကဏန်းဒီအလိုမောင်း၈ခွဖြစ်သွားမှာပေါ့နော် ကိုမတို့ကတူးဒီဘူတော့ကျွန်တော်တို့ထိုးရနဲ့မထိုးရနဲ့ဆိုင်ရင်တော့မထိုးဘဲနေနိုင်ရင်တော့အကောင်းဆုံးလို့ပဲကျွန်တော်တို့အကြံပေးချင်ပါတယ်ဗျာနော်ကျွန်တော်တို့တူးဒီမှာတော့မနေ့ကဆိုလဲကျွန်တော်စိုက်ပြီးတော့ခွန်းနဲ့တုံညာထိတ်စိုက်ကတော့တော်တော်လှတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ထိတ်စီးရမနေ့ကလွဲတယ်နောက်ပိတ်ပဲမှန်လိုက်တယ်ဗျာမနေ့ကထိတ်စီးမှန်ရင်တော့ကျွန်တော်တို့ပောက်ကနန်းဖြစ်မယ်ပေါ့ဗျာနော်မနေ့ကထိတ်ထိတ်လည်း okay လည်းဟုတ်ကဲ့ပါဗျာနော် okay ပါသေးဗျာကျွန်တော်ဒီနေ့တွေ့ပြတဲ့ကနန်းလေးဒီလည်းပောက်ကနန်းလေးဖြစ်ပါသေးလို့လည်းဆူတောင်းပေးပါတယ်ဗျာ အကိုမတွေကြိုက်တဲ့ခဏန်းဒီ7နိုင်10မိနစ်ထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစီလို့လည်းထပ်မံပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ဗျအားလုံးပဲကံကောင်းကြပါစီဗျအားလုံးပဲဘိုင်းဘိုင်း see you ပါအားလုံးပဲ